ာမှာလေးကို rating မပေးရဲဘူးဟိုကိုရိုက်ကူခဲ့တဲ့ကားကြီးရဲ့မှာမတူတဲ့ဇာတ်ကားတစ်ခုအဖြစ်ပုံစံအစ်စ်နဲ့ချစ်စပွဲကားလေးတစ်ခုအဖြစ်ပို့ရတော့အတော်လေးနှစ်သက်မိပါတယ် rating ကတော့ပြည်သက်ရဲ့အဖြစ်ကိုပဲစောင့်မျှော်နေပါတယ်ရိုးရိုးတတကြွကြွဆဆလေးပေါ့အတူပါလေဆိုတော့အတူ character လေးကတော်တော်လေးကိုချစ်စရာကောင်းပါတယ်ခဏခဏပြေးလိုက်ရတယ်တစ်ခါတော့နောက်ပြန်ဆုတ်တယ်နောက်တော့ပြန်ပြေးတယ်နဲ့ခဏခဏရရရတာပေါ့ဒါပေမဲ့ပြောကြကောင်းပါပဲ တဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တယ်။ဗောဆိုင်းမျိုးရဲ့အလားအပါတွေပြီးတော့အခုလိုမျိုးပြိသက်တွေမြင်တွေ့နေရတဲ့ယထာစင်းလေးတွေဆိုလဲတေချာလေးကိုအသေးစိတ်ကယူဆိုင်ပြီးတော့ကိုရ ဆင်ရိုက်ခုခဲ့ကြတာပေါ့နော်အာပရိသတ်ကတော့ထင်ချင်းထင်ပဲဒီယထာကကိုရရန်ကုန်မှာပူရာတခုမှာပဲကိုရဒီ1990ရဲ့အငွေအသက်လေးရအောင်တေချာကိုပြင်ဆင်ပြီးရိုက်ခုခဲ့ကြတာပေါ့နော်အာအယထာနဲ့ရိုက်ခုရဲ့ဆင်းဆိုလို့ရှိရင်ယထာကြီးကိုရှေ့ကိုမောင်းသွားလိုက်အာနောက်တစ်ခေါက်ပြန်ရမယ်ဆိုယထာကိုပြပြချင်းနောက်ပြန်ဆုံလိုက်နေရိုက်ခုခဲ့ကြရတာပြီးတော့အဲ့ဒီမှာပါတဲ့အဲ့လို အရင်ခေတ်ကတွေ့ရလေးရှိရဲ့ဘူတာမှာလက်ဖက်ရည်ရောင်းတဲ့ပုံစံလေးတွေမုံရောင်းတဲ့ပုံစံလေးတွေကူလီထန်းတဲ့ပုံစံလေးတွေဒါလေးတွေကိုလည်းအသေးစိတ်ပြင်ဆင်ပြီးတော့ရိုက်ကူးခဲ့ကြတာဆိုတော့အဲ့ဒီယထားစင်းလေးကိုဘူကိုရိုင်လည်းတော်တော်လေးကိုသဘောကျတယ်ဆိုတော့1990ပြည့်နှစ်ကိုလည်းရိုက်ကူးတဲ့အခါမှာကိုရိုင်ရောက်သွားတယ်လို့ပဲပြောနော်အာယထားနောက်ကိုသူလည်းခဏခဏပြေးလိုက်ရတယ်ယထားကြီးနဲ့ဟိုပါသွားကြတယ်နောက် ပြီးတော့တောက်လျှောက်ဟိုပေါ့နော်တစ်ခါတော့ပြန်ဆုတ်တန်းတောက်တော့ပြန်ပြေးတယ်နဲ့ခဏခဏရိုက်ရတာပေါ့ဒါပေမဲ့ပြောကြောက်ကောင်းပါလေကျွန်မလေးပြန်ခဲ့နော်ကျွန်မလေးတူတူလေးစောင့်နေမယ်နော်ကျွန်မလေးနော်ခင်လေးပြောနေရလေအတူကလေ तू ကအဲအဲ့လိုယိုယိုအာအာလေးဒါပေမဲ့သူ့မှာဖြူစင်တဲ့နှလုံးသားလေးရှိရယ်လူတွေကိုကူညီတတ်တယ်ဆိုတော့အတူကအကြည့်ရောက်ပါလေယိုယိုတတကျွတ်ကျွတ်ဆဆလေးပေါ့အတူကလေ ဆိုတော့အတူ character လေးကတော်လေးကိုချစ်စရာကောင်းပါတယ်ဟုတ်အပရိသတ်ကပိုးအတွက်ပိုးရဲ့ဇာတ်ကားတွေကိုကြည့်ရဲအဲ့လိုဖတ်တာကားလေးတွေကြည့်ရတာလည်းနည်းတယ် romance ဖြစ်မလား drama တွေဖြစ်မလားပေါ့နော်အဲဆိုတော့ဒီအတူကားကဒီမောစရာလေးတွေလည်းပါမယ်အာဟိုဂျီနူးစရာလေးတွေလည်းပါမယ်မျိုးရဲ့အလားပါလေးတွေနဲ့ဒလေးထုံးစံလေးတွေနဲ့အာပေါ့ပါပါနဲ့ drama နည်းနည်းပေါ့နော် တော့စိတ်ပင်ပန်းတဲ့အခါမှာစိတ်အပန်းပြေဖို့ကြိရှိလို့ကောင်းတဲ့ဇာကားလေးတကားလို့ကိုကညွှန်ဆိုချင်တယ်။မတွေ့မိသေးလား။မမတွေ့မိဘူးကွာ။ဒီလိုတော့ပဲရမလဲ။ဆံမလေးဆေးကမှရှိမှာပဲ။ဟဲ့လေတော့ခုံမေကွာ။အခုချိန်ချီရောဘိုးကကိုကိုကိုကြည့်မသားအတိတ်လေးတွေလုံတဲ့အခါမှာအားနေသေးရဲ့လူမှန်စားရတဲ့အခါမှာအကိုကဘာသာရုပ်ကိုပိုင်နိုင်ပြီးသားသူတယောက်ဖြစ်တဲ့အတွက်အကူနဲ့စုံတဲ့အခါမှာအကူဘယ်လိုမျိုးလုပ်တယ်လက်တဲတစ်ခုလုပ်ရင်ဘယ်လိုမျိုးရဲရဲဝံ့ဝဲ လုပ်တယ်ဆိုတဲ့ဟာတွေကိုအများကြီးအဲလေ့လာခဲ့ရပါတယ်။ကိုနဲ့အလုပ်လုပ်ရတာလည်းအရင်အဆင်ပြေခဲ့ပါတယ်။ဆိုပညာရေးလည်းအများကြီးရခဲ့တယ်။အလုပ်ကိုပဲအာရုံစိုက်ပြီးတော့အေးအေးဆေးဆေးနေတတ်တဲ့သူဖြစ်တယ်ဆိုတော့လည်းတွေ့ခဲ့ရတယ်ပေါ့နော်။ကျူးနဲ့ဆရာမလေးကို rating မပေးရဘူး။ဟုတ်ကိုရိုက်ကူခဲ့တဲ့ကားတွေထဲမှာမကျူတဲ့စကားတစ်ခုအဖြစ်ပုံစံအစ်စ်နဲ့ချစ်စပွဲကားလေးတစ်ခုအဖြစ်ပို့ရတော့အတော်လေးနှစ်သက်မိပါတယ်။ rating ကတော့ပရိသတ်ရဲ့အဖြေကိုပဲစောင့်မျှော်နေ ခင်လေးကိုပုံပေါ်တဲ့အခါမှာအဲ့လိုအဲတီတီငင်ငင်လေးနဲ့နှစ်လိုပွဲဆစ်ဆက်ခွဲဆရာမလေးဖြစ်ပုံပေါ်ဖို့ကိုထန်းနဲ့တိုင်ပင်ပြီးတော့ကြိုးစားခဲ့ပါတယ်အဒီပေါ်မှာကိုဖြစ်စီခြင်းတဲ့ပုံစံတိုင်းပြိသက်ကမှတ်ချက်ပေးကြတာဖြစ်တဲ့အတွက်ချစ်ပေးကြတဲ့ပြိသက်တွေအားလုံးအကျဉ်းအများကြီးတင်ပါတယ်။နောက်နောက်များမှလည်း character မျိုးစုံကိုပုံစံမျိုးစုံလေးနဲ့အလိုတင်ဆက်နိုင်ဖို့အများကြီးကြိုးစားပါတယ်။ရှင်းပြမယ်။မင်းငါရှိုးသားလို့ခင်ခင်မင်းမင်းရင်းရင်းနှီးနှီးဆက်ဆံတာ။မင်းငါ့ကိုဒီကိုခေါ်လာပြီးတော့ လွတ်ရက်တယ်ကဲဒါအကျူးရုပ်ရှင်ဇာတ်ကားကြီးကတော့ဆီယာမာလီနဲ့အကျူးရဲ့ဇာတ်လမ်းလေးပေါ့နော်ဆိုတော့အကျူးကဆီယာမာလီကအကျူးကိုပေးခဲ့တဲ့ဂရီတီလားဆိုတော့ပြည်သက်ကြီးကရုပ်ရှင်ကိုမလာရောက်ဆောင်ကြည့်ပေးကြဖို့ကဖိတ်ခေါ်စုပါတယ်အဲအကျူးရုပ်ရှင်ဇာတ်ကားကြီးကဘယ်လိုရတာပေါင်းစုံပေးဆွနိုင်တဲ့ဇာတ်ကားဖြစ်ပါတယ်အစာပိုင်းမှာလည်းချစ်စပွဲလေးတွေနဲ့ချစ်စပွဲအမူအရာလေးတွေချစ်စပွဲအာအလေးအထလေးတွေနဲ့ ကြည့်ပြီးကြည်နူးမှုရမှာဖြစ်တယ်လို့မျိုးအဒရာမာလေးလည်းပပလေးပါတယ်ရောစရာလေးလည်းပါတယ်ကြည့်ရှုလိုက်လို့ရှိရင်အမောတွေပြည်စီမဲ့စိတ်ပန်းပြည်စီမဲ့ဇာတ်ကားလေးပေါ့နော်အဘိုးကိုယ်တိုင်လည်းရုပ်ရှင်ဇာတ်ကားတွေကိုအမျိုးအစားစုံအောင်ဂရိတ်တာစုံအောင်ရိုက်ကူးရနေပြီးတော့ပြီးခဲ့တဲ့ပရိသတ်တွေကြည့်ရှုခဲ့ရတဲ့ဇာတ်ကားတွေကအဒရာမာလေးတွေငူရတာလေးများတော့ဒီအတူဇာတ်ကားရရမယ်ဆိုတဲ့အခါမှာပရိသတ်ကိုကြည်နူးစရာခံစားချက်မှုမျိုးပေးတင်တာကြောင့်ဒီအတူဇာတ်ကားလေးတွေရိုက်ဖြစ်ခဲ့ရပါတော့ အဲဆိုတော့ဒါကိုမြင့်မြတ်နဲ့ကိုရဲ့ပထမဆုံးဆုံတွေ့ရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဆိုတော့ဒီကားရဲ့မှာအကိုရဲ့ comic writing လေးတွေအကိုမျက်နာနဲ့ဖတ်တာ idea လောက်ရတဲ့အခါမှာကိုယ်တိုင်လည်းအဲ့ဒါကိုအများကြီးပထမဆုံးမြင်တဲ့လိလာအတွင်ရခဲ့တယ်။အာဆိုတော့နှစ်ယောက်တရုပ်ဆောင်ထားတဲ့အတူရုပ်ရှင်ဇာတ်ကားကြီးကိုအများကြီးချစ်ခင်ပေးကြဖို့ပြော